ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ channel ကနေပတ်စင်တင်ဆက်ပေးနေတယ်ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်တနေ့ကနေတင်ဆက်မှုဖြစ်ပါတယ်ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ကပြည်သူတွေကြားထဲမှာဘလုံးနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြောနေကြတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ညီကိုတွေကပြည်သူတွေနဲ့ထပ်တူနေပါအာဒီစကားဝိုင်းလေးနေနဲ့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့အစီအစဉ်မှာကျွန်တော်နဲ့အားသာအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ကိုစိုးဝင်းစောနဲ့ကိုချင်းညီတို့ကပါဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာအခုချင်းညီကိုစိုးစောမင်္ဂလာပါမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့တနေ့ကနေကပို့ပြီးတော့ပျော်ရွှင်ရမယ် လေးလေးပေါ့ဘာလို့ဆိုတော့ဟိုပွဲကြည့်ပကောင်ပြောရမှာအာရှင်နယ်တပွဲပဲယူထားတော့ရှိမှာနည်းနည်းလေးကိုပြောချင်တာလေးလေးဟုတ်ပါပါပူရှိတာပေါ့နော်အဲ့တော့ဟိုကုစုံးတော့ပဲစပါဦးပရီးမီယာလီရဲ့လက်ရှိရောက်လာတဲ့အချိန်မှာလက်ရှိရောက်နေတဲ့အခြေအနေထားမှာထူးထူးခြားခြားကုစုံးရောမြင်ထားတာလေးတွေတွေးမိထားတာလေးတွေအသင်းတွေပေါ်မှာဆိုတော့အားရလာပဲဖြစ်ဖြစ်အားမရလာပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲကုစုံးဆိုခေါင်းထဲမှာ ဟိုမထင်မဲ့ထားမနေတခုခုရောက်နေတဲ့အတွေ့အစားရှိမယ်ဆိုလဲအဲ့ဒါလေးကိုပရီးမီးယားလိနဲ့ပတ်သက်ပြီးတော့အဖွင့်လေးမှာစပြီးတော့ဆွေးနွေးပါအောင်ဆိုတော့အဓိကတော့ဒီနှစ်ပရီးမီးယားလိကအသင်းတိုင်းကတကယ်ဟိုအင်းနဲ့အားနဲ့ပြင်ဆင်ထားကြတဲ့အသင်းတွေပဲဗောနော်အကုန်လုံးကပြင်ဆင်ထားတာဟုတ်ပရီးမီးယားလိကလက်ရှိဘောလုံးလောကမှာဒါငွေကြေးသုံးဆွဲမှုအများဆုံးဒီဟာဒီ transfer window ကစံချိန်နဲ့ကြောင်းချက်ကြီးတုံးထားတာ3 billion ကျော်တုံးထားတယ်ဆိုအသင်းတိုင်းကဗျာအလုံးရင်းနဲ့တုံးထားလစ်ပါဘူးအခုရာနှုန်းပြဘာကြောင့်နိုင်နေလဲဆိုရင်ငွေတွေကအဲ့လိုအလုံးရင်းတုံးထားတယ်အသင်းကလည်းလက်ရှိ champion အင်အားကောင်းမိသားစုကိုဆက်ပြီးငွေတွေဖြည့်တာအတင်းကအဖက်ဖက်ကပြည်စုံသူဆိုရင်ဒီဟာတန်း400လောက်သုံးထားတယ်တန်း400လောက်သုံးတဲ့ထဲမှာသူတို့ရဲ့နီးပြဒါအာနက်စလော့ပြောထားတဲ့ဇာတ်ကားလေးလည်းလက်ခံရမယ့်ဇာတ်ကားပေါ့နော်တန်း400လောက်သုံးထားတယ်ပဲသူတို့ဝေဖန်နေကြတယ်ဒါပေမဲ့အရင်နှစ်တည်းကသူတို့မသုံးထားဘူးပြီးတော့သူတို့ရဲ့ကစားသမားတွေကိုအယောင်ကနေသူတို့တန်း300လောက်ပြန်ရှာထားလိုက်တယ်ဆိုတော့ဒါချန်ပီယံတသင်းနေနဲ့ဒီလောက်လောက်တာမလွန်ဘူးဆိုတော့သူကပြန်ပြီးတော့ဟိုသူတို့ရဲ့ဒီငွေကြေးသုံးဆွဲမှုပုံမှာဝေဖန်တဲ့ဟာလေးကိုပြောထားတယ် ဟိုပြန်ကြရပါတော့အဲ့ဒါလေးကတော်တော်လေးသဘောကျစရာကောင်းတယ်အသင်းတိုင်းကတော့အောင်မြင်ဖို့အတွက်သုံးပါပဲဒါပေမဲ့အများတန်းကြီးသုံးပြီးမအောင်မြင်တာမျိုးမဟုတ်ပါနဲ့သူကကြတော့မသုံးဘဲနဲ့ပတ်စံကို Twitter ထားပြီးမှ3-4နှစ်လောက် Twitter ထားတယ်ဟုတ်တကယ်သုံးရမယ့်အချိန်ကျတော့တကယ်အကောင်းမေညွတ်မေဆိုတဲ့ကစားသမားတွေပဲခေါ်ပြီးအသင်းကဒီပုံစံတိုင်းသာဆက်သွားရင် Premier League ကိုဆက်လက်ပြီးတော့ဒါလေဘာဘူးကလွှမ်းမိုးတော့မယ့်လက္ခဏာတွေမြင်ရတယ်အသင်းတိုင်းကအဲ့လိုပဲ Arsenal ဆိုလည်းကျွန်တော်တို့တစ်ခါမှမမြင်ဘူးတဲ့ငွေကြေးသုံးဆဲမှုတွေသုံးပြီးတော့ Arsenal ပြည်သက်တွေဒီချိန်မှာကျွန်တော်ထင်ပါတယ် Invisible Season တော်ဝိုင်းမှာအားရဆုံးရာသီကိုပြောပါဆိုရင်ဒီရာသီပဲ ်ကို့မှာကစားသမားအလုံးလောက်အပြည့်အဝရှိထားရတော့ကြိုက်တဲ့ပြိုင်ဘက်ကိုကျွန်တော်ကကြိုက်တယ်လို့ဟိုရှင်ကစားလို့ရသွားပြီကွာငါတို့မှာတော့ကစားသမားမှမရှိတာပဲသူတို့ကစကွက်တက်ကြီးအရန်ကောင်းနေတာပဲဆိုတော့ညှဉ်းညွမှုမျိုးတွေမရှိတော့ဘူးဒါကဒီလက်ရှိခေါင်းနှစ်သင်းချားမှာပေါ့နော်ကျန်တဲ့အသင်းတွေလည်းတုံးတာပဲမန်စီးတီးလည်းတုံးတာပဲမန်ယူနိုက်တက်လည်းတုံးတာပဲချဲစီလည်းတုံးနေတာပဲဒါပေမဲ့တုံးတော့တုံးတယ်ဒါပေမဲ့အသင်းရဲ့တီဆောက်လာတဲ့ဟိုကာလာတစ်ခုချားမှာအသင်းနဲ့အသင်းချားမှာဖောင်းနေရကွာသွားတာပေါ့နော်ဟုတ်ချဲချဲစီတို့လည်းတီဆောက်စဲကာလာယူနိုက်တက်ဆိုရင်ပြုပြင်စဲကာလာအဲမန်စီးတီးဆိုရင် ပြန်ပြီးတော့ဒါ quality လာနေနောက်တစ်ခု refund ပြန်လုပ်နေဆိုတော့အဲ့ဒီသင်းတွေကလမ်းကြောင်းပေါ်မှာတက်လာဖို့တော့နည်းနည်းလေးအချိန်ပေးရမယ်။ခေါင်းပြစ်နေပြီးသားနှစ်သင်းကိုထပ်ပြီးတော့ပန်ဝဲလိုက်တဲ့နှစ်သင်းကတခြားသင်းတွေထက်ပိုပြီးတော့ခြွန်ထွက်သွားတယ်။ဒါတရားဒီမှာကျွန်တော်တို့ဟိုထင်ထင်ရှားရှားမြင်နေရတဲ့အပိုင်းကိုပြောပါဆိုတော့ကျွန်တော်တို့ဒီအပိုင်းလို့ထင်တယ်။အဲ့စိတ်ဝင်စားဖို့ကောင်းပါဘူး။ဟုတ်ကဲ့စိတ်ဝင်စားကောင်းပါလေဆိုတော့အခုဒါလည်းကိုဆွေးနွေးတော့ပြောမှဒါတွေးမိတယ်။ကိုလည်းပွင့်နေပြောရဲဘလုံးနဲ့ပတ်သက်ပြီးအတူတွေကောင်းလဲအရင်ရောက်နေရများတယ်ဆိုတော့အဲ့တော့ဟိုလီဗာပူးရောအာဆင်နယ်ရောဟိုဒီရာဒီမှာတော့ ငွေတုံးကြတယ်ဗောလေဖိတုံးကြတယ်ကစားမတွေကောင်းမင်းမျိုးတွေဆိုတာစူဆောင်းခဲ့ကြတယ်ပြီးတော့အာဆင်နယ်ဆိုရင်လည်းကုဆွေးတော်ပြောသလိုအာဒါဒါဟိုဟိုက်ဘူရီပြောမလားဟိုက်ဘူရီကနေပြီးတော့အမရိကွင်စီမံကိန်းမှာစပြီးတော့ငွေကြီးဘတ်ဂျက်ပြဿနာရှော့ချပြီးတုံးဆွဲလာတာအာဆင်နယ်ပြည်သက်တွေကအမြဲတမ်းလူချင်းနဲ့ကစားသမားမရဘူးရတာမလို့လူလာမရအဲ့ဒီပုံမှာပဲကစားသမားတွေပဲထောက်ထောက်အမေအဖြစ်ကုလူတွေကိုဆုံးရှုံးတော့ဒီရာဒီမနော်20ကျော်လောက်တော့ကြာမလားမသိဘူးနော်2006လောက်တည်းကဖြစ်2006လောက်ကဆိုတော့ ထားပါတော့ဟိုအခုမှဒါတော့တူတူတန်းကိုလိုချင်တဲ့ကစားသမားလေးတွေမျက်နှာမငယ်ရရတယ်ပေါ့လေဆိုတော့အခုစွန့်တော့ပြောလို့ပဲအဲဒီဟာကြီးကတော့အစင်းပြိသက်တွေသူတို့လူတိုင်းဒီစိတ်ရှိတိုင်းလေးဖြစ်စေချင်တာလေးတွေသူတို့သူတို့စိတ်ရှိတာလေးတွေဖြစ်ဖြစ်ခဲ့ကြတာเนาะအဲ့တော့လီဗာပူးကလည်းတစ်ဖက်ကပြန်ကြည့်ပရီးမီးယားလိချန်ပီယံလည်းဖြစ်တာပြီအဒီနှစ်မှာလည်းအဲ့လိုငွေနဲ့ကစားမကောင်းတွေပြန်ထက်ခွန်နိုင်တယ်ပေါ့လေထက်ဆူဆောင်းနိုင်ဆိုတော့ဟုတ်တယ်အဲ့တော့ကိုစိုးစိုးပြောလို့ပဲဒီနှစ်က လိတိုင်တွေကိုဆက်ယူဖို့ကသူတို့အားကောင်းတယ်အဲ့တော့တစ်ဖက်ကကျွန်တော်သွားတွေးမိတာအရင်တော့အဲ့လိုလုပ်လို့မရဘူးလေအရင်တော့အဲ့လိုလုပ်လို့မရဘူးသူတို့အဲ့လိုကျဲနေတဲ့အချိန်မှာကျဲတယ်လို့စိတ်ကြိမ်ကျဲအခုပုံစံမျိုးလွန်ခဲ့တဲ့3-4နှစ်ကလုပ်အခုတော့မသေးကြဘူးကျိုးကျင်တာလီဗာပူးနဲ့အာဆင်နယ်ကလွန်ခဲ့တဲ့3-4နှစ်ကဒီလိုကျမ်းပြီးလုပ်ရင်တိုက်တယ်အတွက်မက်ဆီဗီကိုချဲလဲလို့ကဒီတော့တော့မသေးကြလားအခုချိန်မှာမက်ဆီဗီကနည်းနည်းလေးဟိုဒီဆော့ပြလုံနေတဲ့အချိန်ရော့နေတဲ့အချိန်ဆိုတော့သူတို့ တင်တာနဲ့တိုင်မင်း right timing ဖြစ်တယ်လို့ပြောမှတယ်အဲ့ဒါလေဒီနှစ်ကိုနှစ်သိန်းလုံးမှာပို့ပြီးတော့ငါတို့ခွေလန်းပုံများတဲ့နှစ်လို့သူတို့ထင်ပုံရပါတော့အဲ့ဒါပို့သုံးကြရလို့ယူဆတာပေါ့နော်အဲ့တော့ကိုစိုးရင်တော့ပြောရလေးပါအဲ့ဒါတွေးပြီးသားတကယ်တော့အဲ့ဒါလေးကတော်တော်လေးဟိုအဲ့လိုဖြစ်နိုင်တယ်ပေါ့နော်တော်တော်လေးမှန်ပါတယ်အဲ့တော့ကုချင်းရောအဘာ premium နဲ့ပတ်သက်ပြီးထူးခြားရလေးတခုပြောပါဦးဘာတွေတွေးမိနေလဲပေါ့နော်ပေါက်ကြရတော့မဟုတ်ဘူးတကယ်အတီးဒီဘာတွေတွေးထားရလဲပေါ့တွေးမိတာတော့ဟိုဒီနောက်ပိုင်း premium league champion ဖြစ်ဖို့ပါဟိုကျွန်တော်တို့ โอเวอร์คิกก็ဆိုရင် United နဲ့ Arsenal စပြီးတော့ကျွန်တော်တို့ Premier League ကျွန်တော်90 2000 99 2000လောက်ကစပြီးကျွန်တော်98လောက်ကစကြည့်တယ်ဗောလေအဲ့တော့ အဲ့တော့အဲ့ရှေ့ပိုင်းမှာကျတော့ရုပ်သံတွေတိုက်ရိုက်ကြည့်ဖို့ကနည်းနည်းအခက်ခဲရှိရပါတော့ဟို highlight လောက်ပဲကျွန်တော်ပြန်ကြည့်ရတာမျိုးရှိတယ်တိုက်ရိုက်တွေက69 2000နောက်ပိုင်းမှာကျွန်တော် slow နေတာနေပြီးတော့ကြည့်ရတယ်ပေါ့အဲ့တော့ဘာဖြစ်ဖြစ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ ਨੇ ထိပြေးခွင့်တောက်လျှောက်ရတာအဲ့ရအဲ့ခက်မှာဘာဖြစ်နေလဲဆိုတော့ Arsenal ကနဲ့ Ferguson ခက် United နဲ့ Arsenal ခက်ကျန်တဲ့ Liverpool က Hulier နဲ့ကောင်းတာမှန်တယ်ဒါပေမဲ့သူတို့နှစ်သင်းပြီးမှပဲတတိယမြောက်အသင်းဆိုတာမျိုးလို့ဖြစ်နေတယ် Chelsea ဆိုတာလည်း အဲ့လိုဘူလီတိုတဲ့ဘာလို့ねအဲ့မှာအဆင့်၄ဇိုလာတို့ ਨੇ ဖလိုတို့ ਨੇ အဆင့်၄လောက်ဟက်ဆဘိန်တို့ ਨੇ အဲ့ဒီထဲမှာပဲရှိနေရချန်ပီယံချီကိုရောက်မလာဘူးဗောနော်စပါကတော့တော်တော်လေးကိုနေမှာသေးတယ်ပြောချင်တာဟိုယင်တို့ကချန်ပီယံဖြစ်ဖို့ကအဲ့လိုအသင်းကြီးဆိုတာကလိုက်တက်ရှိတယ်အာဆနယ်ရှိတယ်လီဗာပူးရှိတယ်ချယ်ဆီဆိုတာတော့ top 4အတွက်ပဲသွားနေနယူကာဆယ်ကလည်း top 4အတွက်သွားနေလို့အလန်ရှိရလို့ရှိတယ်ဆိုတော့အဲ့လိုအရင်မများဘူးဗျာအခုပရီးမီးယားလိချန်ပီယံဖြစ်ဖို့ကကိုပြိုင်ဘက်တင်ကြည့်လိုက်အခုအခုနပြောသလိုလီဗာပူးနဲ့အာဆနယ်နဲ့ မန်စီးတီးနဲ့ဒါကခေါင်းသင်းတွေကြီးပဲပြောဒီဘက်နောက်ပိုင်းမှာပရီးမီးယားလိချန်ပီယံကိုဒီနောက်ဆုံး3-5နှစ်မှာသူတို့အပြိုင်လူနေတဲ့တိုက်တဲ့ကွန်တန်တာတွေကြီးပဲပြောတာချဲစီကိုလည်း short တက်လား short တက်လို့ရလားမရဘူး United နဲ့ Spurs မနှစ်ကသူ့အတူဘယံပလာနဲ့လွန့်ထွက်သွားပြီးတော့အဆင့်59တွေ79တွေဖြစ်ခံတာဖြစ်ရောအသင်းကြီးတို့မှာ legacy တခုရှိတယ်တို့ရဲ့အဆင့်တန်းတခုရှိတယ်တို့ရဲ့ဂုဏ်သိက္ခာတခုရှိတယ်ဒီအသင်းနဲ့လည်းတွေ့တိုင်းဟိုသွားပြီးတော့ပေါ်လီစာသွားကြံလို့မရဘူးသူ့အတူ နောက်ဆုံး United နဲ့ Chelsea ပွဲကြီး United ဘယ်လောက်တိုင်ပတ်နေရပဲပြောလုတ်သွားတာပဲအသင်းကြီးချင်းချင်းတွေ့ရင်ဒုက္ခပေးတာမနေ့ကလည်း Arsenal United ဒုက္ခပေးတာရှိတာပဲပြောချင်တာသူကသူဘာကြီးဖြစ်နေဖြစ်နေအသင်းကြီးဆိုတဲ့ဂုံပုတ်တစ်ခုကသူတို့ကလည်းရှိပြီးသားဆိုအဲ့တော့ဒါအသင်းကြီး6တဲ့အဲ့ဒီထဲမှာထိုးထွက်လာ Newcastle လိုမျိုးမာတဲ့အသင်းငွေလဲသုံးနိုင်တယ် sorry တတိတွေပိုင်ထားတယ်ငွေလဲအထိုက်လျောက်သုံးနိုင်တယ်တိဆောက်နီးပြကောင်းကလည်းတိဆောက်ပုံလည်းကောင်းတယ်ပြီးတော့ Unai Emery လိုမျိုး similar နဲ့ယူရိုပါလိတွေယူထားတဲ့နီးပြဟုတ်တယ်မွန်ချီလိုမျိုးအားသာဒါရိုက်တာလိုချင်တဲ့ကစားမနစ်ကဆိုရက်ဖို့တွေ တကယ်လို့အဆန်စီယိုတွေတကယ်အသင်းကြီးစားသမားတွေအဟားနဲ့ခေါ်လာပြီးအသင်းကိုချန်ပီယံလိမာတော့မှာ PSG ကိုသူတင်ကိုရင်အိမ်ကွင်းမှာပြန်ပြင်းပြနဲ့နိုင်အောင်ကံပြရတာတွေပရီးမီးယားလိမာလည်းဒုက္ခပေးတာတွေဗီလာလိုသင်းထိုးထွက်လာတာတွေဘုံမောက်တို့မထင်မှတ်ဖက်နဲ့အီရာအိုလာနဲ့ဟိုတတော်လေးကိုမထင်မှတ်လောက်လှုပ်ပြလာတာတွေပဲလေးတို့ထိုးထွက်လာပြောချင်တာက ဒီအလေလက်ဖြတ်မြင်းဆိုတဲ့အသင်းတွေကအရင်တော့ကျွန်တော်တို့ကဆော်ရဘော်မှာလာဖြတ်မြင်းလို့ပြောနေတယ်တကယ်တမ်းကျမဖြတ်နိုင်ဘူးတို့ကဆိုอืมဖြတ်ဖို့တော့ကြိုးစားတယ်တို့မီမီနီမီနေရလားမသိဘူးမဖြတ်ရဘူးတို့တို့တို့ပေးမဖြတ်ဘူးဖြစ်နေဖြတ်ချင်တယ်တို့လည်းအခုအခုအသင်းတွေကကျတော့မဟုတ်ဘူးတကယ်ဖြတ်တာအဲ့ဒီနီးပြားတွေအဲ့ဒီအသင်းတွေရဲ့ United Emirates ကြည်မလားအဒီဟောင်းကြည့်မလားအီရာဝလောက်ကြည့်မလားပဲလစ်ကဂလစ်နာကိုကြည့်မလားတကယ်စွမ်းတယ်နော်တကယ်စွမ်းတယ်အင်ဘီအာမီလည်းသူတို့မှရှိကြတယ်ထိုက်သူတို့နဲ့ထိုက်ထိုက်ရောက်လူရင်အားပြီးတော့ ငွေလဲအရင်အလဲလဲတင်းနေတယ်သူတို့ပူသုံးနိုင်တယ်ထင်ပါလားပူသုံးဖို့လဲရပန်ဖို့ဘူးလဲပူအားကောင်းလာတယ်နီးပြတွေရဲ့နီးစနစ်ကလည်းအသင်းကြီးကိုရှင်းကမ်းမှာကြောက်မနေဘူးပဲပြောမယ်အရင်လိုမျိုးအငုံစိမ့်နဲ့ကြောက်ပြီးတော့အသင်းကြီးနဲ့တွေ့လို့ပိတ်ကံမဲ့တပေါက်တည်းမဟုတ်ဘူးဘာပြန်လုပ်အောင်လဲအသင်းကြီးရဲ့ဝီပွိုင်းရဘယ်နေရာလဲအဲ့နေရာအဓိကထိုးနှက်မယ်ဆိုတော့ game plan ကောင်းကောင်းကိုလည်းသူတို့အမြင်နဲ့ယူလာလုပ်လဲလုပ်ပြရကျွန်တော်မြင်လဲမြင်ရတယ်အဲ့တော့နောက်ပိုင်းပြောချင်တာပြန်ချိုးရရင်ပေးမရလိ Champion ဖြစ်ဖို့ကအရင်တော့က ဟို85ရာခိုင်နှုန်းလောက်အကျိုးစားရင်ရကောင်းရနိုင်ပေမဲ့ဒီအာဒီမှာအခုလက်ရှိဖြစ်နေတဲ့နောက်ပိုင်း trend ရ Premier League Champion ဖြစ်ဖို့က100မဟုတ်150ရာခိုင်နှုန်းလောက်ပိုကျိုးစားနေရနှစ်ဆပိုအလုံးလုံးနေရတယ်လို့ထင်တယ် Champion ဖြစ်ဖို့ကတပွဲကောင်းနဲ့လည်းမရဘူး10လရှိရဆိုရင်9လ10လလောက်အသင်းတွေကဖောင်ကောင်းပြီးတော့ရက်လက်ကောင်းနေုံနဲ့ Champion ဖြစ်ဖို့ကမသေးကြသေးဘူး10လရှိရင်9လလောက်ကောင်းဆုံးကစားနိုင်မှ maintain လုပ်ထားနိုင်မှ Premier League Champion ဖြစ်မယ်ဆိုတော့ Champion ဖြစ်ဖို့အတွက်အရင်တောင်းဆိုမှုအရင်အများဆုံးလိအခက်ခဲဆုံးလိလို့တော့ကျွန်တော်အဲ့လိုခံစားရတယ် ဒါဒါဟိုသူသိကြပါဘာလို့လဲဆိုတော့ကျွန်တော်တို့မြင်ရတယ်လေဟိုသတော်အလေလက်သိန်းတွေလိုပဲပြောပြောအင်းတော့ before ထဲမှာနောက် basic လို့ပြောင်းခေါ်တယ်အဲ့အထဲတွေမှာအခုက big လောက်နေတော့ဖြစ်ကုန်တယ်မသိဘူး32သိန်းလောက်ကဟိုအချိန်မီဟိုချန်ပီယံဖြစ်ဖို့လောက်ဒီမဖြစ်တောင်မှချန်ပီယံသွားနေတဲ့အသင်းတွေကိုတကွေ့ကွေ့မှာ ဟိုကိုကြီးပါလဲငါပါလဲမေးပါလဲ level ရှင်လုံနိုင်တဲ့တွေးခေါ်တွေယုံကြည်မှုတွေအဲအဲ့ဒါတွေပထမလိုက်မှာပါတော့ကြာ Brand Flow လို့မပါဘူး Brighton တို့တကြံတည်းရတယ် Brighton Brand Flow ဟုတ်တယ်ချောက်ချောက်ဆက်ကောင်းတယ်နော်ဟုတ်တယ်အဲ့တော့ဟို Premier League ကဟို Champion စုအတွက်သွားမဲ့တဲ့အရင်တော့အခက်ခဲပါတယ်အဲ့တော့အဲ့ဒါကြောင့်လဲ Arsenal လို့ပြီးခဲ့တဲ့၃နှစ်အတွင်းမှာ အာဒါဟိုဒုတိယနေရာတွေမှာပဲရက်တည်ခဲ့ရဆိုတာလေအဲအဲ့ဟာတွေကြောင့်လဲပါတော့တာမန်ပေါ်လို့ရာသီတွေမှာဆိုလို့ရှိရင်ဟိုပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းလောက်မှာအာဆင်နယ်အဲ့လိုဖြတ်သန်းနိုင်ခဲ့တဲ့ချန်ပီယံဖြစ်ကောင်းဖြစ်မှာပေါ့လေအဲ့ဒါဆိုရင်ဟိုသူ့ရဲ့ကောင်းတဲ့ဇင်းနဲ့ရှင့်ရှိမှာပေါ့လို့ပြောပြောနိုင်တာပေါ့လေအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်တွေးကြည့်တာပေါ့လေဆိုတော့အရင်ကောင်းခဲ့တဲ့အချိန်မှာတော့မှချန်ပီယံဖြစ်ဖို့တိတ်မသေးကြလားဘူးပေါ့ကိုချင်းကြီးပြောလို့ပေါ့ဒါဟို၈လလောက်ကောင်းနေတောင်မှတိတ်မသေးကြလားဟုတ်တယ်နှစ်လရိုက်ထွက်သွားတဲ့အချိန်မှာသွားရောအဲ့တော့ ဟိုဘလိုပဲဖြစ်ဖြစ်ပရီးမီးယားလိဂါတော့အသင်းတိုင်းပြောရရင်တော့အားလုံးပြန်ပြီးတော့ချုပ်လိုက်လို့ရှိရင်တော့အသင်းတိုင်းကအသင်း20မှာ14-15အသင်းကစားရှိနေကြတယ်စသူစားလေးနဲ့သူပေါ့လေအဲတမျိုးစီရှိရှိနေကြတာပေါ့နော်အဲ့တော့ဟို5-6သင်းလောက်ပဲရော့ရဲရဲလေးတွေသွားကြတာပေါ့နော်အဲ့တော့ဟိုရှုံးကမှရှုံးရောသူစားလေးနဲ့သူဂုံလေးနဲ့အဲသူသူအထိုင်လေးနဲ့သူလုံးတိုင်းတပြားတော့အလုံးကပွဲတိုင်းကိုလုံလုံနေကြတော့တော်တော်လေးတော့ဟိုပရီးမီးယားလိဟိုပြင်ဆိုင်မှုတော့ပြင်းထန်ပါတယ်ဟိုရင်သားတော့ကျွန်တော် ဒီနှုတ်အဖြစ်စကားလုံးနေရပြောရပြန်ဆိုင်မှုပြင်းထန်တဲ့ကိုချင်းကြီးပြောရလေဖြက်မင်းအသင်းတွေကတော့ဆိုအမှန်တော့ဖြက်မင်းမဆိုင်တဲ့မှာပဲရေးတာဖြက်မင်းဆိုတကယ်တော့မဖြစ်နိုင်ကြဘူးဗောလေအဓိကကျွန်တော်တို့ပွဲကြည့်ကောင်ပွဲတံမိုးတင်ပေးတဲ့သဘောနဲ့ဟိုမီဒီယာတွေရဲ့အစွမ်းအစနဲ့ဟိုဘယ်လိုပြောမလဲမြောက်ပေးပင့်ပေးအဲ့လိုခေါ်ခေါ်တင်စားကြတာဗောလေကဲအဲ့တော့ဟိုဒါကပရီးမီယာလိနဲ့ပတ်သက်တဲ့အထွေအားလေးပါလေးတွေပြောကြရင်လည်းဒီနေ့တနုနေနေ့ရဲ့ပွဲကောင်တပွဲနျူကာဆင်နဲ့အာဆင်နယ်ဗောလေဒီပွဲလေးကိုသုံးသပ်ချင်ပါလားအဲ့တော့နျူကာဆင်နဲ့အာဆင်နယ်ကြောင်းကိုစိုးရိမ်သွားပြီးစပြီးတော့ အာဆွေးနွေးပြပါအောင်နယူကာဆယ်နဲ့အာဆင်နယ်ဆိုဒီပွဲနဲ့ပတ်သက်ပြီးအခုဘယ်လိုလေးတွေမြင်လဲပေါ့နော်ဟုတ်ပုံမှန်ဆိုရင်တော့နယူကာဆယ်ရဲ့စိန်ချိန်ဘက်ကအာဆင်နယ်အတွက်တကယ်အိမ်မက်ဆိုပဲဟုတ်ပြီးခဲ့တဲ့ season တွေကိုပြောမှဆိုရင်ဘယ်တော့မှအိုက်ကွင်းမှာလွတ်လပ်ကူနဲ့အာဆင်နယ်ရလက်မကောင်းဘူးဒါပေမဲ့ဒီနှစ်ကတော့နယူကာဆယ်ကอีซันเนี่ยพยายามจะมาตลอดเลยกูยั่วเหลวว้าပြီးတော့အခုထိအသင်းရဲ့ဟိုတိဆောက်ပုံကဘယ်လိုခေါ်မလဲစပတ်ကြတဲ့ပုံစံမျိုးမရောက်တာလေဇာတ်သမားတိတိခေါ်ထားတဲ့ တိုက်စစ်အတွက်ဆိုဝီဆာလိုကစားမမျိုး brand 4ကနေတန်း60လောက်ပေးခေါ်ထားတယ်ဝါတာမာတွေကိုသူတို့ရဲ့ဒါစမ်းချင်နေပြောင်းရှင်းချင်းနဲ့ခေါ်ထားတယ်ဒါပေမဲ့ဒီစားသမားတွေကလည်းအသင်းနဲ့အထိုင်မကျသေးဘူးသူတို့ကဘာကိုအဓိကအားသပြုကစားနေရလဲဆိုတော့ကွန်းလေကိုပဲအဓိကတဲထားတဲထားတာပေါ့နော်ကွန်းလေမှာဂျိုလင်တန်တို့ဒိုနာလီတို့ဂွီမာရီဆိုတဲ့ကစားနေဒီကွန်းလေကအလုံးမလုံးနိုင်တော့ဘူးဆိုရင်မရတော့ဒါကဘယ်မှာသွားတွေ့ရလဲဆိုကျွန်တော်ဘာစီလိုနာနဲ့ကစားတဲ့ချန်ပီယံလိမှာဆိုသူတို့မာပါတယ်ဆိုတော့ဒီကွန်းလေစူပါမှုကစားဟန်ကိုတစ်ဖက်က တကယ်ကိုဘောလုံးကျွမ်းကျင်တဲ့တကယ်ဘောလုံးပိုင်နိုင်တဲ့ပေးတော့မကစားဘူးဘလို့ဖြစ်သွားလဲဆိုတော့သူတို့ဘာသူဝင်ခံသွားတယ်ဘလို့မှလုံးလို့မရတော့ဘူးဆိုတာမျိုးကစားသမားတွေကိုယ်တိုင်မခံတာဘာဆိုရမလဲသူတို့ဘလို့မှရှင်ကလို့မရအောင်ဆိုတာမျိုးပေါ့အဲ့တော့ဒီကွင်းလေကရုပ်ပိုင်းဆိုင်ရာရ physical ပိုင်းရာအရန်အားကောင်းတာမျိုးပဲပြိုင်ဘက်ကတကယ်ကောင်းရင်သူတို့လည်းမလုံနိုင်ဘူးတိုက်စစ်ရော့သွားတာပေါ့နော်အီဆက်မရှိတော့တဲ့တိုက်စစ်ကသူတို့အကြီးမားဆုံးထုတ်နှက်ချက်ပဲပြီးခဲ့တဲ့ဘုံမောက်နယ်ပွဲမှာဆိုရင်ကွင်းလေကအဓိကစားသမားတွေအနာပေးပြီးတော့အရန်တချို့နယ်ပွဲထုတ်ပြီးတော့ဘုံမောက်ကိုယင်ဆိုင်သွားရဲဆိုတော့ဒီပွဲအတွက်အဒီဟောင်းကအာဆင်နယ်နဲ့ယင်ဆိုင်ဖို့အတွက် အဓိကစားသမားတွေကိုခြံထားသွားအောင်ထင်ရတယ်ဒီဘက်မှာပိုအားကောင်းတဲ့စုဖွဲ့နဲ့ရင်ဆိုင်လာမယ်ထင်တယ်အာဆင်နယ်ကတော့ကျွန်တော်ထင်ပါတယ်ဒီယာတီကရလက်ရတချို့ပွဲလေးတွေမှာသူတို့မကောင်းတာရှိတယ်လီဗာပူးကိုရှုံးခဲ့တာမန်စတီးကိုအသေးအတန်ကန်ပြီးတော့မှတရေရခဲ့တာရှိပေမဲ့ပုံမှန်အနေထားရပဲမှာဆိုအတင်းကြီးတင်းဆိုတာကျွန်တော်တို့ဒါတရေရတရေတက်လာလွန်ခဲ့တဲ့သုံးလေးနှစ်ကနေအခုကပို့ပြီးတော့ဟိုတကယ်ခေါင်းသင်းနဲ့ရောက်လာပြီဆိုတော့ဘယ်လိုအနေထားမှာပြညူကဆဲဆိုတာအရင်လိုရှိန်နေရမယ့်အနေထားမျိုးမဟုတ်တော့ဘူးစိတ်ငြိမ့်ပတ်ဆိုပေမဲ့အာဆင်နယ်ကဒီပွဲမှာတော့ပို့ပြီးတော့အသင်းကိုလွှမ်းမိုးပြီးကစားနိုင်မဲ့ အစုဖွဲ့မျိုးခြေစွမ်းမျိုးရှိရဲဆိုတော့ဟိုအရင်ခြေစွမ်းနဲ့ဆိုရင်မလွယ်ဘူးမဲ့ဒီနှစ်ကတော့ညူကဆယ်အနေနဲ့အာဆင်နယ်ကိုရှင်ကစားဖို့တော်တော်လေးခက်ခဲမှထင်ပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့တော့ကိုချင်းကြီးပြောရလေးလေးဆက်ပြီးတော့နားထောင်ကြပါလေညူကဆယ်အာဆင်နယ်ပွဲလေးအခုဘယ်လိုမြင်လဲပေါ့ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ကိုစွန်းတော်ပြောလို့ပါပဲဒီနှစ်သိန်းစလုံးမှာတော့သူဝိဒေတာရဲ့ကိုယ်စီရှိပြီးသားညူကဆယ်ဆိုရင် physical ဘိုင်းကတော်တော်လေးမာတယ်ဒီကွင်းလေးအဓိကကတော့ဂျိုလင်တန်တို့ဂီမာရီတို့တိုနယ်လီတို့ရဲ့ကွင်းလေပေါ့လေဟုတ်အဓိကတိုနယ်လီကတော့ deep line နဲ့ သူကတမ်ပိုလေးပဲထိန်းပြီးကစားပြီးရင်အသင်းကိုလုံးဝမောင်းနေပြီးနေတာအဓိကဂျိုလင်တန်နဲ့ဂွေမာရဲဒီဘရာဇီးသားနှစ်ယောက်ကကျန်းမယ်ဆိုလည်းရတယ်ဟိုသွားပြီးတော့အနုပြွာလေးနဲ့တိုက်စစ်ကိုကစားမယ်ဆိုလည်းရတယ်ဆိုတော့တော်တော်လေးဒီနှစ်ယောက်ပေါ်မှာမူတည်နေရပါတော့အဲ့မနှစ်ကဒီနှစ်သိန်းကပရီးမီးယားလိမှာနှစ်ကြော်အိမ်ဝင်းဝေးကွင်းမှာကိုကွင်းသူညူကာဆယ်ကွင်းမှာညူကာဆယ်နိုင်တယ်အာဆနယ်ကွင်းမှာအာဆနယ်နိုင်တယ်ဒါပြီးတော့လီဖလားမှာလည်းဆင်မီဖိုင်နယ်မှာနှစ်ကြော်တွေ့နှစ်ကြော်လုံးညူကာဆယ်နိုင်တယ်အဲ့ဒီဟောင်းကအဒီတာနဲ့အာဆနယ်ရဲ့အားနည်းချက်ကိုရှာတွေ့ခဲ့တာပဲ အာဒီတာနဲ့အာဆန်နဲ့ကဘောလုံးကင်ကျင်တယ်သူတို့ကိုယ်တိုင်က present လုပ်တယ်ဆိုရင်လည်းပြိုင်ဘက်ကသူတို့ထောက်လျှောက်အဲ့လို high press ပုံစံမျိုးနဲ့ဖိအားပေးပြီးတော့ဘောလုံးကင်ထားတဲ့အချိန်ပိုင်းဟိုးနဲ့အဲ့လိုတက်ပြီးတော့ကွဲလယ်လောက်ထိတက်ထောက်ပြီးတော့အားရဖိအားပေးရင်အာဆန်ကဘာလို့လုပ်ရမလဲပြန်ထောက်သွားအောင်ခံစစ်တွေဂိုးသမားတွေကအဲ့လိုရှောက်ပေးပြီးတော့ရှောက်ကန်တင်ဘောလုံးလေးကိုမကင်နိုင်တော့အာဆန်နောက်ဆုံးဘလိုဖြစ်သွားလဲနူကာဆန်တွေးတယ်မနစ်ကအဲ့လီဖလာနှစ်ကြော့လုံးရှုံးတာပဲအာဆန်ကဘောလုံးကိုမကင်ရဲတော့ဟုတ်ဟုတ်ခံစစ်မှလည်းမကင်ရဲတော့ကွင်းလယ်မှလည်းမကင်ရဲတော့ဘောလုံးကင်ပြီးတော့ပုတ်နေပြီးတော့ဘေးတွေကန်ထုတ်အဲ့လို ဘောလုံးကိုခြေထဲမှာမထားရဲလောက်ကိုပြိုင်ဘက်ကလူကဆယ်အကြောက်တရားကိုထည့်ပြီးလိုက် present ပေးသွားတယ်ဒါပေမဲ့ဒီနှစ်မှာတော့လူကဆယ်အဲ့ဒီ view ဟာကိုအာဒီတာတခုခုတော့ပြင်ဆင်လာလိမ့်မယ်ထင်တယ်လို့အဲ့အဖြေမတွေ့ခဲ့ဘူးဆိုရင်တော့ဒီပွဲကိုကျွန်တော်စိတ်ဝင်စားတာအဲ့ဒီအဖြေကိုအာဒီတာသာမရှားလာအဲ့အိန်ဇာသာမလုလာနိုင်ခဲ့ဘူးဆိုရင်လေယူကာဆယ်ကအဲ့ပုံစံပဲ present ပေးအောင်ပါပဲဒီကွင်းလည်းမာကျော်မှုတွေဒီပုံစံနဲ့ပဲအာဆနယ်ကရုပ်ပန်းဆိုင်ရာဆိုရင်အမြဲတမ်းအခက်တွေရုပ်ပန်းဆိုင်ရာအားပြုတဲ့အသင်းတွေနဲ့ဆိုရင်အမြဲအခက်တွေ့တာဒါအခုမှမဟုတ် ဟိုအစိုးရကကျွန်တော်တို့ဟိုပဲလောင်းလောင်းကိုးတွေကခတ်ခဲ့တာအခုအာဒီတာလက်ထက်ထီကိုလည်းဒီရုပ်ပိုင်းဆိုင်ရာအားပြုတဲ့အသင်းနဲ့ဆိုရင်သူခတ်နေတော့မယ်ဒါတော့မှသူအသင်းမှာဂေဘရီယယ်တို့ဆာလီဘာတို့လို့ကွဲလမ်းမှာဒက်ကလန်ရိုက်ရှို့လို့တကယ်ကိုဒါစတောင်းဖြစ်ပါတယ်ဆိုတဲ့ကစားသမားတွေအများကြီးရှိနေပြီးသားဒီချိန်မျိုးမှာတော့မှသူတို့အဲရုပ်ပိုင်းဆိုင်ရာအသင်းတွေကအာဆန်နယ်အများကြီး challenge လုပ်နိုင်တယ်အဲဒီမှာစိတ်ဝင်စားတာအဓိကကျွန်တော် main point key point အနေနဲ့ဆွဲထုတ်ချင်တာအာဒီတာဘလောက်အင်စာလုတ်လာမလဲဒီ Newcastle high present နဲ့ present ပေးလာမယ်ဒီ major မှုကို Arsenal ဘလို့ဖြည့်ရှင်းမလဲဒါကိုလည်းစိတ်ဝင်စားတယ် ီကုချင်းရောကုဆွေးတော်ရှေ့မှာပြောခဲ့တဲ့အားလည်းပါပါလေဒီပရီးမီယာလီဂါပို့ပြီးတော့အသေးနိုင်ကအားကောင်းလာတယ်ပြင်ဆင်လာတယ်ကစားသမားတွေမဟုတ်ဘူးနီးပြတွေရဲ့သူတို့ရဲ့နီးပြဟာမြောက်ကစားလာတာလေပြီးတော့ပြင်ပအသင်းကိုတစ်ဖက်သင်းရဲ့အားနည်းချက်ကပါအားသာချက်ကပါကုဘလို့သူတို့ဒဗီလို့သူတို့ဘလို့ဒုက္ခပေးမယ်ဆိုတာလေကောင်းကောင်းပြင်ဆင်လာကြတယ်ပေါ့လေအဲ့တော့ဟို ဟိုအဓိကအတွေးခေါ်တွေပဲထင်ပါလေ။ဒါအတွေးခေါ်တွေအကောင့်နဲ့အဲ့ပုံမှာလိုက်ပြီးတော့ဟို follow လုပ်နိုင်တယ်တကယ်လုပ်နိုင်လို့ဆက်စပ်ပြောရတော့ပေါ့သူတို့6 6ထဲမှာဘောလုံးရှိပြဿနာရှိရယ်။အဲ့တော့သူတို့6ထဲမှာဘောလုံးရှိရယ် ပြောင်းနိုင်ရှိသူတို့ကျွန်တော်တွေဘလုံးမရအောင်လုပ်မယ်ကွာဆိုတော့အဲ့ဒီအတွက်ကိုဘလုံးမရအောင်မလုပ်ကြမလဲဆိုပြီးဆက်စဉ်းစားနေတယ်သွားကြတယ်အဲ့တော့ဟိုဟိုအဲကိုချင်းကြီးပြောလို့ပြောအဆင်နဲ့ဘလုံးတွေအများကြီးခိုင်းတာသူတို့ကျွန်တော်တွေမှာရှိသူပတ်စင်းနေနဲ့သွားနေစိတ်ကြိုက်သွားပုံဖော်နေအဲ့ဒီအတွက်သူတို့က highline defense ဘလုံးပြောရမလဲကြာကြာကျွန်တော်တို့ရက်ကွက်ထဲမှာသူတို့ရှိအတင်းပြေးဝင်တိုးတယ်ပေါ့ဒီလိုက်တယ်ပေါ့ခိုင်တာလို့မရအောင်ပေါ့ဒီလိုလေးလုပ်အဲ့အဲ့တော့အဲ့ဒီအတွက်အဒီဒါဟာဘယ်ကအဲ့ဒါကိုသူပြန်တွေးရတာပဲအဲ့လိုလိုက်လာပြီငါတို့ဘာပြန်လုပ်လဲဒါပေါ့အဲ့အဲ့တော့ဆိုအဲ ဟိုတွေးလာကြမှာပေါ့လေနော်အဲ့တော့ဟို viewer များအားပြန်လာတွေကို Premier League မှာနောက်ပိုင်းပုံမြင်လာရတယ်ပေါ့နော်ဒါပေမဲ့တခုဟိုဆုံရှုံသွားတာတော့ဟိုဘယ်လိုပြောမလဲကစားသမားတွေက DD Judy Fashion နဲ့ဒီအဲ့အဲ့ mission တခုအနေနဲ့ပွဲတွေကဘလုံးဘွေးကကျွန်တော် mission တခုအနေနဲ့ကစားတာမတော့သူတို့အသိတို့ဒါလုံးမယ်ဆိုတော့အဲ့ဝင်အောင်ကစားနေရတဲ့အတွက်ကျွန်တော်တို့ငငယ်တော့ကជីခဲ့ရတဲ့တယောက်တည်းကတကူတော့မေးရလူကိုပေးလို့ရတယ်ဒါနဲ့မပေးဘဲနဲ့ဒီမှာ၃ရက်လောက်လှည့်ထွက်သွားတာတွေတယောက်ခေါင်းမွားကြော်ပြီးတော့ ထွက်သွားတာတွေမထိမှဖဲနဲ့တကူဆွမ်းဆောင်လေးနဲ့လုတ်ပြသွားတယ်အဲ့ဒါတွေကတော့ရက်သပိုင်းကတော့အနေငယ်ပျောက်ဆုံးသွားတာပေါ့လျော့သွားတယ်ဒါပေမဲ့ viewer များအပြိုင်မှုတွေတော့ပို့ပြီးတော့မြင်မြင်ရတာပေါ့နော်အဲ့လိုလေးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီဘွေးကိုဆွေးနေနေဟိုဘက်ကိုပြန်ရအောင်ဒါတော့ဖြစ်နေကြတယ်အဲ့တော့ကဲကျွန်တော်တို့ရက်လက်ကြရင်ဘယ်လိုဖြစ်လာမလဲပေါ့ခုဆွေးဆိုပြောရတဲ့မှာတော့အရေးမွဲပါပြီးတော့ပါပြီ new new ကဆရာဒီဒီချိန်တော့ ဟိုအဆင်တွေဒုက္ခပေးနိုင်မဲ့အခြေအနေမျိုးမှာရှိမနေဘူးဆိုတော့ခုဆိုရင်ပြောတာပါပြီးသွားပြီဆိုတော့အဲ့တော့ခုဆိုရင်ရက်လက်လေးပြန်ဟိုမတုံးတိုင်းခုချင်းကြီးကနည်းနည်းလေးတစ်ဖက်ဖက်ကိုနည်းနည်းလေးရိမ့်ရိမ့်ရိမ့်ကြည့်ပါအောင်ရှာရုံလိတ်ကုန်အဲ့တော့ခုချင်းကြီးတစ်ဖက်ဖက်ကိုရိမ့်ကြည့်ပါအောင်အနေထားမှာဘလို့ဘယ်ဘက်ကိုပို့သဘောကျအဓိကကတော့ကျွန်တော် Newcastle ရဲ့စိန်ချင်းဘက်ဆိုရင်ကျွန်တော်က အသင်းကြီးဘယ်သင်းနဲ့ပဲတွေ့လို့ကျွန်တော်စိန်ကြီးဘက်မှာဆိုညူကာဆယ်ကိုကျွန်တော်ဘန်ပကန်ရေးဘူးအဓိကကျွန်တော်အဲညူကာဆယ်အဲ့လောက်ထိကိုကြောက်စိန်ကြီးဘက်မှာညူကာဆယ်ကိုကြောက်တာညူကာဆယ်ကိုကြောက်ကြောက်နော်ကျွန်တော်ကျွန်တော်ကိုယ်တိုင်အာဒီတာမှကြောက်တယ်မဟုတ်ကျွန်တော်ကိုယ်တိုင်တော့ကြောက်တယ်အဲ့အဲ့ mindset ဝင်တာဟိုနောက်ဆုံး Barcelona နဲ့ကံမယ်ဆိုလဲ Barcelona လည်းကျွန်တော်နိုင်မယ်မထင်ခဲ့ဘူးရှေ့မှာ Newcastle Liverpool ကိုဒီရာဒီ Liverpool နဲ့ Newcastle တွေ့ရလဲ Liverpool နိုင်မယ်လဲကျွန်တော်မထင်ခဲ့ဘူးနှစ်ပွဲလုံးတော့ Liverpool လည်းနိုင်သွားတယ် Barcelona နိုင်သွားတယ်နိုင်ငံမှနိုင်သွားရောကျွန်တော်ပွဲမဆခင်မှာထင်နေတာကဒီသင်းနေ Newcastle ကိုနိုင်လည်းနိုင်ဖို့မလွယ်တော့ဘူးတေးလောက်တော့အမြင့်ဆုံးရလိမ့်မယ်ဗောလေ ယူကာဆယ်ကိုခတ်လိမ့်မယ်လို့ထင်တယ်တကယ်လည်းခတ်လည်းခတ်ပါတယ်ခတ်လည်းခတ်တယ်ဒါပေမဲ့နောက်ဆုံးမှာတော့လီဗာပူးကလည်းအဖြေတွေ့သွားတယ်ဘာစီလိုနာလည်းအဖြေတွေ့သွားတယ်အဲ့တော့အာဆင်နယ်နဲ့အာဒီဒါလည်းအဖြေတွေ့သွားနိုင်ကောင်းတွေ့သွားနိုင်ပါဒါပေမဲ့ဒီမှာကျွန်တော်တယောက်ထဲရတော့ယူကာဆယ်ဒီမာကျောမှုကတော်ရုံသိန်းအတွက်ကစားတော်တော်မလွယ်ဘူးပြဒီသိန်းကတော်တော်စနုပ်ဖန်းတဲ့အသိန်းဒါတော့မှဒီနှစ်ကဟိုကိုစွန်တော်ရှေ့မှာပြောလို့အီဇက်မရှိတဲ့ပြဿနာတိုက်စစ်ကတော်တော်လေးတိုင်ပတ်နေရဟိုငါးပွဲကစားတဲ့ဟာမှာ၃ပွဲလောက်ပဲရတယ်စီစီ၃ပွဲလောက်ပါတယ်နိုင်ထားတဲ့တပွဲထဲမှာတော့ ပွဲတိုင်းရှုံးနေတဲ့ဝူဘာတန်1-0နဲ့ပဲနိုင်တာဆိုတော့နျူကာဆယ်တိုက်စစ်ကတော့တေးကြတယ်ဘာမှအားရစရာမရှိဘူးဒါပေမဲ့နျူကာဆယ်အတွက်ဒီပွဲမှာအားတက်စရာကဂေါ်ဒွန်ပြန်ပါလာပြီလီဗာပူးနဲ့ပွဲမှာအထုတ်ခံရတဲ့အနီးကနဲ့ထုတ်ခံတဲ့ဂေါ်ဒွန်ကသုံးပွဲပဲခံတယ်ဒီပွဲမှာတော့ဒါဂေါ်ဒွန်ပြန်ကစားခွင့်ပြန်ရမယ်ပေါ့လေအဲ့တော့တိုက်စစ်ပိုင်းမှာတော့သူ့မှာရွေးစရာအခုထိအီဆက်မရှိတဲ့နောက်ပိုင်းမှာဂေါ်ဒွန်တို့အီလန်ဂါတို့မာဖီတို့ရှိနေတဲ့တောင်းမှရောက်လာတဲ့ဝီဆာကတော့ထိုင်ရရနေထားတော့ဝါတာမာတာတို့နဲ့သူဘယ် တိုက်စစ်3ယောက်ကအကောင်းဆုံးလဲဆိုတော့အဲ့ဒီဟောင်းပြန်ရှာနေရတော့သူပြန်ရှာနေအောင်သူသူတိုက်စစ်ကိုသူပြန်ခုမှစမ်းနေရအောင်လို့ဖြစ်နေပါတော့အဲ့ဒါလေးကတော့သူ့မှာအားနေချက်ကလေးဖြစ်နေရဲ့ဒါပေမဲ့ပြန်ချုပ်ရရဲ့ကျွန်တော်ဒီပွဲမှာအာတီတာနဲ့အာဆနယ်တို့ဒီဟာလေးကချန်ပီယံဖြစ်ဖို့လိုနေတယ်အမှတ်တရလည်းလိုနေတယ်ပြီးခဲ့တဲ့ပွဲမှာမန်စီးတီးကိုတည်ကြထားပြီကျွန်တော်တို့သွားမဲ့ဖော်မူလာအရဆိုတော့အာဆနယ်ဒီပွဲနိုင်မှဖြစ်လိမ့်မယ်မနိုင်ရင်လီဗာပူးနဲ့ကငါ့မှတ်ပြက်နေတာနေပိုမှတ်ပြက်ပိုဝေးသွားလိမ့်မယ်ဗျာအာဆနယ်ပြန်နိုင်မှပဲလီဗာပူးနဲ့သူနဲ့ကြားမှာပြန်ကတ်လာမယ်ဆိုတော့ အာဆနယ်နိုင်ရမယ်ဒါပေမဲ့ကျွန်တော်မထင်ဘူးဒီမှာတေးလောက်လို့ပဲကျွန်တော်ထင်တယ်အဲပြဿနာရှိရတော့တေးလောက်ဆိုရင်ဟိုကျွန်တော်ပြီးခဲ့ဘက်ကပြောခဲ့တယ်လေကျွန်တော်တို့ကအာဆနယ်ကချန်ပီယံဖြစ်တဲ့နေအာဆနယ်ပရီးမီယံလိမှာချန်ပီယံဖြစ်ရတော့မယ်ဟုတ်ဆိုတော့အဲ့လိုဖြစ်ရမယ်ဆိုလို့ရှိရင်ဒီလောက် waste ဖြစ်နေလို့မရဘူး။မရတော့မရဘူး။ကျွန်တော်ငါးပွဲငါးပွဲ၆ပွဲမှာဒါမှငါးမလောက်ဒါဒီဘက်မကစားခင်မှာငါးမလောက်ဟာပါဟာခက်ဖြစ်သွားပြီ။နော်ဆိုတော့အဲ့ဒါသူ့အတွက်မကောင်းလာဘူးပေါ့နော်။အဲ့တော့ဟိုဆိုရင်တော့ဘယ်လိုမြင်လဲပေါ့နော်။ ာဆင်နယ်ကုချင်းကြီးတော့နည်းနည်းလေးဒီဒီစိန်ကြီးဘက်ကသူနဲ့ဟိုဘာဖြစ်တော့အာဆင်နယ်နည်းနည်းတန်တရားရှိတော့နျူကာဆယ်ပဲရိုင်းတယ်ဆိုကုကုဆိုးကြီးရောအာဆင်နယ်နိုင်မယ်ပဲထင်လားဘလူးတင်တယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီမေးခွန်းကကျွန်တော်ကလွယ်လွယ်လေးပဲဒါနျူကာဆယ်ကျွန်တော်ရွေးမှာဒါတေချာပေါ့နျူကာဆယ်ရွေးမှာမနှစ်ကတည်း၈နှစ်လောက်ဆီဆိုနျူကာဆယ်ကဘလို့မှမနိုင်ဒါပေမဲ့ကျွန်တော်တို့အဖြေရှာဖို့ကတစ်ခုပဲရှိရအဖြေကအခက်ခဲမဟုတ်သူတို့ကွင်းလေကအဲ physical bullying လောက်လာမဲ့အရာကိုကြော်လာနိုင်တာနဲ့နိုင်ပြီကွာခံစက်မှလည်းသူတို့ဖေဗီယန်ရှားလည်းမပါဘူးဘော်မန်ကလည်း ပုံမှန်ကစားနေကစားမှာမဟုတ်ဘူးသူတို့က3ဘက်တဲလာမယ်ဒီဘွဲမှာအဲ့လိုနောက်ဆုံးဘယ်လိုဖြစ်မနိုင်အဲ့လူလိုက်ချတာတွေတောင်တွေနဲ့တွက်မယ်အဲ့လိုစနုပ်လိုက်ဖမ်းတာဗျာအဲ့သူတို့အဲ့ကိုငင်းလဲရအဲ့ဒါကိုအာဆင်နယ်ကြော်လာနိုင်မယ်ချန်ပီယံကိုမှန်းကျင်နေဆိုရင်တော့ဒီလောက်အခက်ခဲကိုကြော်လာနိုင်ရမယ်လို့ကြော်တယ်ကျွန်တော်လည်းဒီဘွဲမှာဆက်ပြီးချေချော်လို့မရဆက်ပြီးချေချော်ရင်ရာသီဘွဲမှာလည်းလေပါဘွဲဖလားယူပါမှာအဲ့တော့ကျွန်တော်ဒီဘွဲမှာအဲ့အချက်နဲ့တခုတည်းနဲ့ပဲသူတို့ရဲ့ကွင်းလဲကိုကြော်လွားနိုင်တာနဲ့ဒီဘွဲကနိုင်ပြီလို့ယူဆတဲ့ကြောင့်ကျွန်တော်အာဆင်နယ်ကိုရွေးချင်ပါတယ်။ဒီကဲဘက်ကလည်းမန်စီးတီးနဲ့ဘွဲမှာကျွန်တော်အဲ့လိုပဲအပိုင်လိုကိုပြောခဲ့ကြတာပါ။တကယ်လည်း တပွဲလုံးတိုင်းလာရကြည့်မယ်ဆိုရင်နိုင်ခဲ့တင်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့ view ဟာမြောက်ကျင်ဆိုင်သွားတယ်ပေါ့ Guardiola အဲ့တော့ဒီဘက်မှာအဒီဟောင်းကလည်းအဲ့လိုပဲ Arsenal ရဲ့အားနည်းချက်ကိုသူကလှုပ်လာမယ် Arteta ကလည်းဒီသူတို့အမြဲတမ်းဒုက္ခပေးနေကြဒီကွန်းလေကိုသူဘယ်လိုကျော်လွှားရမယ်ဆိုတဲ့အဖြေထုတ်နိုင်နိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့ဟုတ်ကဲ့အဲ့တော့ဒီဘက်ကိုဆိုရင်တော့ Arsenal ကနိုင်မှုမျောလင့်နေနိုင်လင့်နိုင်နေကြတယ်ဒါဟိုဟို သူ့ရဲ့စွမ်းဆောင်ရည်ဘာတွေခဏဒါလက်ရှိတရာကြီးလုံးသွားမဲ့ပုံစံတွေအာဆင်နယ်ဖြစ်ရမဲ့ပန်းနိုင်နေနျူကာဆယ်ဖြစ်နေတဲ့ပုံစံရတာနိုင်ရမဲ့ပွဲနိုင်တဲ့ပွဲတပွဲအခြေအနေမှာရှိတယ်ခုချင်းကြီးကတော့နျူကာဆယ်နဲ့ပတ်သက်ပြီးတော့ဟိုနျူကာဆယ်စိန်ချင်းဘက်မှာလှုပ်တဲ့တဲ့အခြေအနေလေးတွေကိုဒါတွေးဆတာပေါ့အဲ့တော့ကျွန်တော်စိန်ချင်းဘက်နဲ့နည်းနည်းလေးเออကျွန်တော်ဒီမီယာလောကရဲ့အကစားဒီလိုတင်ဆက်သူရှောက်ပြီးတော့လောက်တာဆိုလို့ရှိရင်အဲ session နဲ့လောက်ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ အဲရှေ့ကပထမအချိန်အင်တာဗျူးပြီးတော့ second အင်တာဗျူးကျွန်တော်တို့ဘောလုံးပွဲချိန်ညားဆိုတော့လေဒီ TV ကိုကြည့်ပြီးကျွန်တော်တို့စမ်းပတ်ကြတယ်ဘောလုံးပွဲကိုအဲ့လိုပဲတွေ့ရအောင်တွေ့ရပေါ်လာတာကိုပြောရတာပေါ့နော်ပြောအဲ့ဒါမိုက်ကြီးနဲ့လိုက်အောင်ဆိုတာဘောကမှဘလို့ပထမဆုံးအချိန်ကိုကအလူကန်တော့မဟိတ်ဘူးလေမိုက်ကြီးပြလိုက်ပြီးတော့ live interview ရပါလေကိုလူတွေစစ်သေးတဲ့ခါမှာအဲ့မှာကျွန်တော်ပထမဆုံးအဲ့မှာပေါ်လာတဲ့ဟာကျွန်တော် highlight တွေစပြရပါတော့။ highlight တွေပြရတော့တိုင်ခဲ့ပြပွဲတွေ။တပွဲလေးလည်းမဟုတ်ဘူးလေကြည့်တာ။နှစ်သိမ်းနှစ်သိမ်းခဏပြီးတော့ဝင်။အဲ့တော့ကျွန်တော်ပထမဆုံးကြာခဲ့တဲ့ပွဲက စိန်ချင်းဘက်မှာ new cancel နဲ့ပေါ့လေဆိုတော့အဲ့အဲ့မှာကျွန်တော်ရည်သက်တည်းရှိရည်သက်တည်းရှိကျွန်တော်ကျင်ညာခဲ့တာပေါ့လေကျွန်တော်အဲ့မှာစိန်ချင်းဘက်အဲ့တော့ကွင်းနိုင်မသိရလေအဲ့တော့2008လောက်ကရမ်းမသိကြသေးကျွန်တော်အဲ့အချိန်မှာဒီကဝင်လာတဲ့ကျွန်တော်စိန်ချင်းဘက်မှာ new cancel ပိုင်းဆိုကျွန်တော်စိန်ချင်းဘက်ဒီ right ပြောလိုက်တော့ဟာဒီကကွင်းနိုင်မလေးပါဒီအမှန်ကျွန်တော်အဲ့တခွင်းမသိဆိုတော့အဲ့ new cancel ရည်သက်လေးရတယ်ရှိတယ်ဆိုတော့အဲ့စိန်ချင်းဘက်ကိုကျွန်တော်လည်းဟိုအမှတ်တရရှိနေတော့သတိထားမိတာရောနည်းနည်းလေးဖြုံတာရောအဲ့အဲ့ဟာလေးလဲပါတယ်ပေါ့လေအဲ့တော့နောက်ဆုံးတော့ ဒီခုနဲ့ပဲကျွန်တော်တင်းတင်းလိုက်တော့ဗျာအဲ့တော့ကိုချင်းကြီးနျူကာဆယ်ကိုနည်းနည်းလေးအားတာတယ်ခုဆိုရင်တော့အာဆင်နယ်နိုင်မယ်လို့ထင်တယ်အဲ့တော့ဟိုအာဆင်နယ်အကြောင်းလေးပဲခုနှစ်ကလည်းအာဆင်နယ် fan တွေလို့ကျွန်တော်တို့သိထားပါတယ်ပြည်သက်တွေပြည်မားသိထားအဲ့တော့မိကုန်းလေးတစ်ခုပေါ့နော်မိကုန်းတက်တာတော့မဟုတ်ဘူးပေါ့နော် champion ဖြစ်ဖို့လိုလို့ရှိရင်အာပြီးခဲ့တဲ့နှစ်တည်းက champion ဖြစ်ခဲ့တဲ့ premier league မှာအသင်းတွေပေါ့ man city liverpool ပေါ့ ဟိုဘူဒူဂိုးသွင်းมาလဲပေါ့ဟာလန်ဂိုးသွင်းมาပေါ့အဲလီဗာပူးဆိုရင်ဆာလာဂိုးသွင်းมาပေါ့အဲထားပါတော့ဟိုအဲ့လိုရှိတယ်ပြောပြရမယ်လို့ရှိတယ်အဲ့တော့ကိုဆိုရင်တော့တို့ကိုဆိုကြီးတို့ကိုချင်းကြီးတို့တင်းဒီနေ့အဆင်နဲ့ချန်ပီယံဖြစ်ဖို့ဆိုရင်ဘူဒူဂိုးသွင်းပေးมาလဲပေါ့နော်အဲ့လိုပြောလို့ရမယ်လူရှိနေပြီလားပေါ့ပြီးခဲ့တဲ့နှစ်တည်းကရှိနေခဲ့လို့ကျွန်တော်ထင်တယ်ဒီနေ့ရောရှိပြီလားအဲ့လိုတော့ကိုခေါ်ထားတာရောဂရက်စ်ပဲပြဿနာရောဂရက်စ်ကို follow မပေးလေပါတင်းကြီးနဲ့တွေ့ရတဲ့၃ဘွဲလို့မှာ तू ကတပွဲ ကန်ချက်တော့မကန်ဘူးမကန်ရဘူး။တဲ့ဂျက်ပါမကန်ရလဲသူ။ဟိုအာမန်ယူနဲ့ကန်ပြီပြီကွာလီဗာပူးနဲ့ကန်ပြီမန်စီးတီးနဲ့ကန်ပြီတင်းကြီးနဲ့သုံးဘက်ကန်ပြီပြဿနာဖန်လိမှုအားနေနေရပါအာဆန်ရဟိုဂိုးသွင်းဆက်ရှိတယ်။အဲဂိုးသွင်းဆက်စီကိုဘောလုံးမပေးတော့ဂိုးသွင်းဆက်ကဂိုးသွင်းလို့မရဘူး။အဲ့တော့အဲ့ပြဿနာအဖြေအတွက်ကိုယော့ခရက်စ်ကိုခေါ်လာတယ်။ဒါပေမဲ့အဲ့အဖြေကိုအာဒီဒါလန်ခုလက်မှာခွေထစ်နေတယ်။အဲ့တော့အဲ့ပြဿနာအဲ့ခွေထစ်နေတော့အာဒီဒါဖြေရှင်းနိုင်ဖို့တော့လိုလိမ့်မယ်ထင်တာ။အဲ့လိုတရတော့လိုတယ်မလား။ဟုတ်တယ်မလား။တရတော့မရဘူး။အခုထိတော့မရောက်လာသေးဘူး။ခေါ်တော့ခေါ်ထားတယ်ဒါပေမဲ့အခုပြောတဲ့မေးခွန်းကို ဖြည့်ပါဆိုတော့အခုထိတော့အာဇနာအဲ့လိုဘယ်သူကိုသွင်းမှာလဲဆိုတဲ့အဖြေကိုမထုတ်နိုင်သေးဘူးเนาะအသင်းလိုက်လဲကောင်းလာတယ်အကုန်လုံးလဲတက်လာတယ်ဒါမှမဟုတ်ခုနကဘယ်ပွဲမှာတော့အဓိကပွဲအဆုံးဖြတ်ပေးမဲ့သူကဘယ်သူဆိုတာအခုထိအာဇနာမလုံနိုင်သေးဘူးဟုတ်ဟုတ်ကျွန်တော်တို့အဲ့လိုအာဇနာမှာရှိနေလို့ရှင်ချန်ပီယံဖြစ်မယ်လို့ပို့ပြီးတော့ကျွန်တော်တို့အခု90ရာခိုင်နှုန်းယုံကြည်နေတရာခိုင်နှုန်းယုံကြည်ပေါ့အဲ့တယောက်တော့ပြောမဲ့လို့ရှိရှိနေတယ်ပေါ့နော်အဲ့တော့ဆိုတော့အခုတို့ ုးစင်ကလည်းဝယ်ရှိတယ်။ကဲပါပြီပြီဒီပွဲအတွက်ဆွေးနွေးခဲ့တာကတော့ခုချင်းကြီးကနျူကာဆယ်ပိုသဘောကျတယ်။သဘောကျတယ်မဟုတ်ဘူးလေနျူကာဆယ်ကိုအာဆင်နယ်အခက်တွေ့နိုင်တယ်ပေါ့နော်။ဆွေးနွေးဆိုတော့အာဆင်နယ်နိုင်သွားနိုင်မယ်လို့ထင်တဲ့ဒီပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်ကိုအားပေးချင်ပါတယ်။အဲ့တော့ဘောလုံးရက်ကွက်အစီအစဉ်ဒီဘက်မှာပါဝင်ပေးတဲ့ကျေးဇူးတင်ပါတယ်။ကျေးဇူးပါ။အာဆင်နယ်လည်း အဲဒီနေ့ဘောလုံးရာသီမှာဘောလုံးရက်ကွက်မှာကိုချွေးစံနဲ့ကိုချင်းကြီးရောက်လာရတဲ့အတွက်ဒီရာသီမှာတော့ကျွန်တော်ကအာဆင်နယ်ကိုလည်းချန်ပီယံဖြစ်စေချင်တယ်ဒါပေမဲ့ကျွန်တော်မဖြစ်ရင်ရာသီဝတ်တော့ဆိုကျွန်တော်ကအာဆင်နယ်စိတ်ဆိုးပြီးကျွန်တော်ရှောက်လိုက်ပြတော့ဖြစ်စေချင်တယ်ရာသီဖွင့်နေပါဆိုကျွန်တော်အာဆင်နယ်အရင်ပြောပြီးတာနောက်အားမရတော့ကျွန်တော်စိတ်တိုင်းမကြတော့ကဲအဲ့တော့ဒီရာသီဖြစ်ပါစေလို့ဆုတောင်းပါတယ်နောက်ဆုံးပါဟုတ်ကဲ့ဟုတ် ျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကိုကြီးစုအားပေးနေကြတဲ့ပြည်သူများခင်ဗျာကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်အပတ်စဉ်တိုင်းညနေ9:40မှာ Channel G ရဲ့ကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်ကိုစောင့်မျှော် ကြီးစုအားပေးနိုင်ပါတယ်လို့ဖိတ်ခေါ်ရင်ကျွန်တော်တို့ဒီစီစဉ်ကနေနှုတ်ဆက်ပါတယ်အားလုံးတို့ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ